အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့တော့ကျွန်တော်ဘန်ကောက်ကိုအလဲလာမဲ့သူတွေအနေနဲ့ဘယ် area ထဲမှာ hotel တဲခုခန်းရှာပြီးတော့နေသင့်လဲဆိုတာကိုဆွေးနွေးသွားပါမယ်ဘန်ကောက်ကိုအလဲလာတဲ့အခါမှာကိုကတဲမဲ့နေရာကိုရွေးချယ်မယ်ဆိုရင်ကိုတဲမဲ့နေရာကတွားရေးလာရေးလွယ်ကူသလားအနီးနားမှာလဲစရာပတ်စရာတွေရှိသလား shopping ထွက်လို့ကောင်းတဲ့နေရာလားဘလောက်ထိအချက်အချာကြားသလဲစားရေးတောက်ရေးအတွက်ကရောအဆင်ပြေပါမလား စသဖြင့်စဉ်းစားစရာတွေကတော့အများကြီးရှိပါတယ်။ကိုသဲမဲ့နေရာကကိုလှုပ်ချင်တဲ့အရာတွေနဲ့အနီးအနားမှာရှိ သလားဆိုတာတိထားဖို့ကလည်းအရေးကြီးမယ်လို့ထင်ပါတယ်ဗျ။တကယ်လို့များကိုကဟိုတယ်ကိုနေရာမှားပြီးတော့ရွေးချယ်မိခဲ့ရင်ကိုရဲ့အလဲအပတ်ခီးမှာအနည်းနဲ့အများဆိုသလိုပဲဆင်းရဲရမှာသိကြပါတယ်။အဲ့ဒီတော့ဘန်ကောက်ရဲ့ဘယ် area မှာကဘာတွေရှိတယ် ဘယ်နေရာကိုဘာကြောင့်ရွေးချယ်တင်လဲဆိုတာကိုပြောပြပေးသွားမှာမို့ဗီဒီယိုလေးကိုစုံတဲ့အထိကြည့်လိုက်ပါအောင်ဗျပထမဦးဆုံးစခွန်ဝိတ်အေရိယာနဲ့စလိုက်ရအောင်ပါစခွန်ဝိတ်ကဘန်ကောက်ရဲ့ခင်မီအစားဦးတွေနဲ့အချက်ချာကြတဲ့နေရာတစ်ခုလို့ဆိုနိုင်ပါတယ်စခွန်ဘေးအေရိယာထဲမှာတွင်မဟုတ်ဘဲနဲ့သူနဲ့အနီးအနားပတ်ဝန်းကျင်မှာလဲတွားစရာလဲစရာတွေများလွန်းတာမို့ န်ကောက်ကိုအလဲလာမယ်ဆိုရင်တက်ခိုးဖို့ရွေးချယ်တင်တဲ့နေရာတစ်ခုဖြစ်ညွှန်ပေးပါစေ။တွားရည်လာရေးအတွက်ဆိုရင်လည်းမြောက်ရထား၊ MRT ရော၊ကောင်းကင်ရထား၊ BTS နှစ်မျိုးလုံးကဒီ area တွေကနေဖြတ်သွားတာမို့တော်တော်လေးကိုအဆင်ပြေတယ်လို့ဆိုနိုင်ပါတယ်။အစားအသောက်တွေဆိုရင်လည်းဒီနေရာမှာကစားသောက်ဆိုင်တွေတော်တော်များများရှိသလိုလမ်းပေးသေးတယ်တွေလည်းအများကြီးရှိတာမို့အဆင်ပြေပါတယ်။စားသောက်ဆိုင်တွေထဲမှာမှကဘာတလွားကအစားအစာတွေရတဲ့ စားသောက်ဆိုင်အမျိုးမျိုးရှိတဲ့နေရာလည်းဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ကတော့နာနာတဝိုက်မှာ RS စားသောက်ဆိုင်တွေရှိမယ်။ကိုရီးယားတောင်းလို့ကိုရီးယားသားတွေကြီးပဲတည်တံ့ရောင်းတဲ့နေရာမျိုးတွေလည်းရှိပါတယ်။ဈေးဝက်ထွက်ဖို့ဆိုရင်လည်းဒီ area ထဲမှာနာမည်ကြီးတဲ့ Terminal 21လို့ shopping center ရှိသလိုပဲဒီကနေ BTS 3လေးမှတ်တိုင်လောက်စီးလိုက်ရုံနဲ့ Central World MBK Siam Paragon တို့လို့ shopping center တွေကိုအလွယ်တကူသွားလို့ရနိုင်ပါတယ်။ ဆက်ခွန်ဝိတ်ကဘန်ကောက်ရဲ့ night life တွေအတွက်အရေးပါပြီးတော့ခီးသွားတွေကြားမှာနာမည်ကြီးပါတယ်အထူးတစ်ဖြစ်ကတော့အမျိုးသားတွေကိုဆွဲဆောင်နိုင်တဲ့နာနာပလာဇာတို့ Swai Kaung Wai တို့လိုနေရာတွေရှိတဲ့ area ဖြစ်ပါတယ်နောက်ဘီယာတိုင်းတွေဘားတွေကလပ်တွေနဲ့ညာဘက်တွေမှာအရန်ကိုစီတဲ့နေရာလည်းဖြစ်ပါတယ်လူငယ်တွေကြားမှာထင်ရှားတဲ့ Banjakiti Forest Band လို့ပန်းညာလည်းစခွန်ဝိတ်ထဲမှာရှိတယ်လို့ဆိုနိုင်ပါတယ် ဟိုတယ်တွေအနေနဲ့ဆိုရင်လည်း5 star ဟိုတယ်တွေက နေစပြီးတော့ budget ဟိုတယ်တွေဒီအမျိုးမျိုးသောဈေးနှုန်းတွေနဲ့ဟိုတယ်တွေအများပြားရှိပါတယ်ဒီ area ထဲမှာနေမယ်ဆိုရင်တော့တွေးထားရမှာကကိုသေးဖို့ရွေးချယ်မိတဲ့နေရာကဘားတွေကလပ်တွေနဲ့နီးလွန်းရင်တော့ညဘက်တွေမှာအနည်းနဲ့အများတော့စုညံမှုတွေရှိပါမယ်ပြီးတော့စခွန်ဘွဲကနေရောညရောအရန်ကိုစီကားပြီးတော့လူသွားလူလာများတဲ့နေရာမို့လို့ ရုံးတက်ရုံးစင်းကြယ်မျိုးတွေဆိုရင်ကားလန်းပိတ်တာမျိုးတွန်းရနိုင်ပါတယ်။ယထားလေးကိုအားပြုပြီးသွာလာတက်ရင်တော့အဆင်ပြေပါတယ်။ကိုကဒီ area မှာနေဖို့အတွက်ဟိုတယ်ရှာမယ်ဆိုရင်စက်ခွန်ဝဲ MRT စက်ခွန်ဝဲ BDS Asok BDS နာနာဆိုတဲ့ keyword တွေနဲ့ရှာကြည့်နိုင်ပါတယ်။ Silom area ကတော့ဘန်ကောက်ရဲ့စီးပွားရေးပင်မနေရာဖြစ်သတ်မှတ်ကြပါတယ်။မနက်နဲ့နေခင်းပိုင်းတွေဆိုရင် ရုံးသက်ရုံးစင်းသူတွေနဲ့စီကားနေပြီးတော့ညာဘက်တွေဆိုရင်လည်းသူ့ဟာနဲ့သူစီကားတဲ့နေရာပါဒီနေရာကလည်းကောင်းကင်ရထား BDS နဲ့မြောက်ရထား MRT တို့ဖြတ်သွားတာမို့တွားရေးလာရေးအတွက်အဆင်ပြေတဲ့နေရာတစ်ခုဖြစ်ပါတယ်အခုနောက်ပိုင်းကထိုင်းကိုလာကြရင်ကျွန်တော်တို့မြန်မာတွေကထိုင်းဘဏ်အကောင့်လေးလည်းဖွင့်တတ်ကြတော့ထိုင်းနိုင်ငံကမြန်မာတန်ယုံနဲ့ဘဏ်အကောင့်ကိုအလွယ်တကူဖွင့်လို့ရတယ်ဘဏ်ကောက်ဘဏ်ရုံးချုပ်ကဒီဆေလွန် area ထဲမှာပဲရှိတာမို့ ဘန်းကောင်းဖွင့်ဖို့လာတဲ့သူဆိုရင်ဒီနေရာကိုစဉ်းစားတက်ပါတယ်။အလဲအပတ်အတွက်ထင်ရှားတဲ့နေရာဆိုရင်လည်းဘန်ကောက်သမြို့လုံးကို360ပတ်လည်မြင်ကွင်းနဲ့မြင်နိုင်မယ်။မဟာနခုံ Sky Walk ရှိပါမယ်။အတော်လေးကိုတာယာတဲ့လုံမီနီပန်းခြံလည်းရှိပါမယ်။နောက်ပြီးတော့ဘန်ကောက်မြို့ရဲ့အဓိကစိတ်ကမ်းဖြစ်တဲ့ဆတ်ထွန်စိတ်ကမ်းကလည်းစီလုံထဲမှာပဲရှိပါတယ်။အဲ့ဒီစိတ်ကမ်းကနေကြောက်ဖျားမြစ်တစ်လျှောက်မှာရှိတဲ့နေရာတွေဖြစ်တဲ့ icon ဆရာမှာဈေးဝယ်ထွက်မလားမြာဖျားဝတ်အာယုံဖျားနဲ့ဝတ်ပူဖျားတို့ကိုသွားဖူးမလားအဆင်ပြေပါတယ် Asiatic River Front ကိုသွားလဲမလားစသဖြင့်သွားလာလဲပတ်လို့ရပါသေးတယ်ဒီနေရာကနေအဓိကဈေးဝယ်ထွက်လို့ရတဲ့နေရာတွေဖြစ်တဲ့ပတူနန်းတို့ CN area တွေက shopping center တွေစီကိုလည်းရထားနဲ့ဖြစ်ဖြစ် line car နဲ့ဖြစ်ဖြစ် စီးပြီးတော့သွားမယ်ဆိုရင်လည်း3လမှတ်တိုင်လောက်စီးရုံနဲ့ရောက်ပါတယ် ကျွန်တော်အကြံပေးချင်တာကစီလုံးမှာအခြေချတဲပြီးတော့ဘန်ကောက်ရဲ့နေရာတော်တော်များများကို MRD BTS နဲ့လှေတွေစီးပြီးသွားလဲတာကတော်တော်လေးကိုအဆင်ပြေနိုင်ပါတယ် night life တွေမှာကဲကျင်တဲ့သူတွေအတွက်လည်းဘန်ကောက်ရဲ့နမည်ကျော် red light area ဖြစ်တဲ့ပတ်ပုံးကဒီစီလုံးထဲမှာရှိတာဖြစ်ပါတယ် free food sign တွေဆိုရင်လည်းသူဟာနဲ့သူအများပြားရှိသလိုစားတောက်ဆိုင်တွေလည်းအစုံလင်ရှိပါတယ် စီလုံးမနေမယ်ဆိုရင်စားရေးတောက်ရေးအတွက်ကစိတ်ပူစရာမရှိပါဘူးဒီ area ထဲမှာတဲမယ်ဆိုရင်တော့ပပုံးရှိတဲ့လမ်းနေရာတဝိုက်နာကညဘက်တွေမှာစုညံမှုတွေရှိနိုင်မယ်ဒါပေမဲ့စီလုံး area ကအကျယ်ကြီးဖြစ်တာမို့ခြားနေရာတွေမှာတဲရင်တော့တော်တော်လေးကိုအဆင်ပြေပါတယ်မိသားစုလိုက်လာလေတာမျိုးဆိုရင်လည်းပြဿနာမရှိပါဘူးအဆင်ပြေပါတယ်ဒီ area ကလည်း ရုံတက်ရုံစင်းချိန်တွေဆိုရင်ကာကြက်တဲ့ပြဿနာရှိပေမဲ့ယထာစီးတက်ရင်တွားရေးလာရေးအတွက်အဆင်ပြေပါတယ်ဒီစီလွန် area ထဲမှာလည်းဟိုတယ်ခန်းတွေကအစားအစာရှိပါတယ်ဈေးကြီးပြီးတော့ share ကောင်းတဲ့ဟိုတယ်တွေရှိသလိုဈေးသင့်တဲ့ budget hotel တွေ hostel တွေလည်းအများအပြားရှိပါတယ်တောက်ဖျားမြကန်ဘေးမှာရှိတဲ့ hotel ကြီးတွေလည်းရှိပါတယ်တဲမယ်ဆိုရင်တော့ MRT စီလွန် BDS Salaran စီလုံးစာထွန်းစားတဲ့ keyword တွေနဲ့ hotel ကန်းကိုရှာကြည့်နိုင်ပါတယ်။ဆေးရမှာနေမဲ့သူတွေကတော့ဈေးဝယ်ထားမဲ့သူ၊ကုန်တိုက်တွေပတ်မဲ့သူတွေပဲဖြစ်တင်ပါတယ်။ဒီနေရာမှာက Central World, Cyan Paragon, MBK, Cyan Square, Cyan Discovery စသဖြင့် shopping center ပေါင်းများစွာကဒီ area ထဲမှာပဲရှိပါတယ်။ဒီ shopping center တွေကလည်းတစ်ခုနဲ့တစ်ခုကဘေဂျင်းကဲရက်မှာရှိမယ်။ မျက်နှာချင်းဆိုင်မှာရှိမယ်အဲ့ဒီလိုပုံစံမျိုးနဲ့ရှိနေတာပါတခုဝင်ပတ်ပြီးရင်နောက်တနေရာကိုအလွယ်တကူသွားလာပြီးတော့ဈေးဝယ်လို့ရပါတယ်နောက် shopping ထွက်လို့ကောင်းတဲ့ area တခုဖြစ်တဲ့ပတူနန်းထဲကိုလည်းလမ်းလျှောက်ပြီးတော့ဖြစ်စေလိုင်းကားစီးပြီးတော့ဖြစ်စေအလွယ်တကူသွားနိုင်ပါတယ်ပြားလိုက်တွေအနေနဲ့ဆိုရင်လည်း sea life ocean wall ရှိမယ်မဒန်တူးဆော့ပြားလိုက်ရှိမယ် central wall ထဲမှာဆိုရင်လည်းရေခဲပြင် skate စီးတာမျိုးတွေလုပ်လို့ရပါသေးတယ် shopping center အတိုင်းလို့လို့မှလည်းအလန်းစားရုပ်ရှင်ရုံကြီးတွေရှိပါမယ်။အစားအသောက်တွေအနေနဲ့ဆိုရင်တော့ shopping center အတိုင်းမှာဈေးသက်သာတဲ့ food court တွေရှိသလိုပဲနမဲကျော်ထားသောက်ဆိုင်အများပြားလည်းရှိပါတယ်။တွားရည်လာရေးအတွက်ကတော့ line ကအများအပြားကဒီနေရာကိုလာကြပါမယ်။ယထာကတော့ကောင်းငင်ယထာ BDS တလိုင်းပဲရှိပါမယ်။ဒါပေမဲ့အဲ့ဒီ CM BDS ဘူတာက BDS ယထာ line နှစ်ခုစုံတဲ့နေရာမျိုး တော်တော်လေးကိုလူရှုပ်တဲ့ဘူရာတစ်ခုပါ BTS line တစ်ခုစုံတဲ့နေရာဖြစ်တာမို့တွားရေးလာရေးအတွက်အဆင်ပြေပါတယ်မြောက်ရထားတော့ဒီနေရာမှာမရှိပါဘူးဒီ area မှာနေမယ်ဆိုရင်တော့စနေတနင်္ဂနွေဆို shopping ထွက်တဲ့လူတွေနဲ့အရန်ကိုစီကားပြီးတော့တော်တော်လေးကို မျက်စိရှုပ်ရပါမယ်အစားအသောက်တွေက shopping center တွေထဲမှာပဲအများစုရှိပြီးတော့အပြင်ဆိုင်တွေကတော့အနည်းငယ်ရှာရခတ်ပါမယ်တွားရေးလာရေးအတွက်က မြောက်ရထားမရှိတာမို့တချို့နေရာတွေသွားခြင်းရင်နည်းနည်းတော့အခက်ခဲရှိနိုင်ပါတယ်ဒီနေရာမှာတဲခြင်းနေဆိုရင်တော့ SAM BDS SAM ဆိုတဲ့ keyword တွေနဲ့ရှာကြည့်နိုင်ပါတယ်ကျွန်တော်တို့မြန်မာတွေကြားမှာရေပန်းစားပြီးတော့တဲခုမှုလဲများတဲ့နေရာကတော့ပတူနန်း area ပဲဖြစ်ပါတယ်ဒီနေရာကပတူနန်း shopping area ဖြစ်ပြီးတော့အချက်ချာကြတယ်စီကားတယ် မြန်မာနိုင်ငံက online shopping တွေရဲ့ဌာနချုပ်လို့တော့ကျွန်တော်ကတော့သင်စားကြင်ပါတယ်။နောက်ဆယံ area နဲ့လည်းဆက်နေပြီးတော့လမ်းလျှောက်သွားရုံနဲ့တင်ရောက်နိုင်တာမို့ shopping ထွက်မဲ့လူတွေအတွက်ဆိုရင်အရန်အရန်ကိုတင့်တော်တဲ့နေရာပါ။ဆယံ area ထက်တာရာကတော့အစားတောက်ပါပဲ။ Lambe Street Food တွေကနေစားလို့အမျိုးမျိုးသောစားတောက်ဆိုင်တွေရှိတယ်။မြန်မာစားတောက်ဆိုင်တချို့ဆိုရင်လည်းပတူနန်းထဲမှာပဲရှိပါတယ်။ဆိုရရင်စားတောက်အရန်ပေါ်တဲ့နေရာဖြစ်တဲ့ ဇေယျွက်ထွက်ရတာသဘောကျသူတွေနဲ့အစားတောက်ချစ်သူတွေအတွက်ဘသူနန်းကတင့်တော်ပါတယ်။တွားရည်လာရေးအတွက်ဆိုရင်လည်းဘတ်စကားတွေတော်တော်များများလာတယ်။ဘစ်ထရီမော်နူမန့်နဲ့နှီးပါတယ်။နောက်တူနာဘူမိလေစိတ်ကိုရောက်တဲ့ ARL ရထားလိုင်းရှိပါတယ်။ဘစ်ထရီမော်နူမန့်ဆိုပြီးတော့ BDS လိုင်းလည်းရှိပါတယ်။ဘသူနန်းထဲမှာကတော့မြေရောက်ရထားလိုင်းမရှိပါဘူးဗျ။တဲခုတ်ဖို့ဆိုရင်လည်း ဗန်ကောက်ရဲ့အမြင့်ဆုံးသောအဆောက်အဦတွေကတစ်ခုဖြစ်တဲ့ Bayuk Sky Hotel ရှိမယ်။နောက်တခြားအဆင်ပြေဟိုတယ်တွေလည်းအများပြားရှိပါတယ်။ဘသူနှမ်းမှနေမယ်ဆိုရင်တော့သွားရေးလာရေးအတွက်ကိုဘတ်ကားနဲ့တက္ဆီကိုအဓိကထားပြီးတော့အသုံးပြုရနိုင်ပါတယ်။ဘသူနှမ်းကိုအခြေပြုပြီးဗန်ကောက်ရဲ့နေရာအစုံကိုသွားလည်ခြင်းသူဆိုရင်တော့သွားရေးလာရေးအနည်းငယ်ခက်ခဲနိုင်ပါတယ်။ဈေးတွေလည်းရှိတဲ့နေရာမျိုးတချို့အချိန်တွေမှာ ကားလမ်းတွေလည်းကျပါတယ်။ ဲမဲ့ဆိုရင်တော့ဘတူနန် Victory Monument ဆိုတဲ့ keyword တွေသုံးပြီးတော့ hotel ကန်းကိုရှာကြည့်နိုင်ပါတယ်။ခေါဆန်ဆိုတာကထိုင်းနိုင်ငံမှာနာမည်အကြီးဆုံးလမ်းလို့ပြောလို့ရပါတယ်။ Jobo A တလုံးနဲ့ကဘာပတ်ကြတဲ့သူတွေကြားမှာရေပန်းစားပြီးတော့တဲခိုကြတဲ့နေရာပါ။ဒီနေရာမှာတော့နေရောညပါ စီကားတယ်လို့ဆိုနိုင်ပါတယ်။ဒီနေရာက hotel တွေကဈေးသက်သာတယ်ဆိုပြီးတော့ budget သမားတွေအသေးများပါတယ်။ ဘတ်ဂျက်ဟိုတယ်တွေဒါမကပါဘူးအလဲအလဲတန်းစားဟိုတယ်တွေလည်းရှိပါတယ်ခေါဆန်လန်းကညာဘက်တွေမှာဆိုရင်လေဘီယာဆိုင်တွေဘားတွေနဲ့ပါတီတွေတိုက်နှစ်သက်သူတွေသွားကြလဲကြကဲကြတဲ့နေရာပါပိတ်ရက်တွေနဲ့စနေတင်းကွေညာတွေဆိုရင်တိုးမပေါအောင်စီကားပါတယ်ခေါဆန်လန်းက night life တွေကအမျိုးသားတွေရောအမျိုးသမီးတွေရောအတွက်တင့်တော်တဲ့နေရာပါဒါတွေမကတွေပါဘူးခေါဆန်လန်းတဝိုက်မှာဆိုရင် ဈေးသက်သာတဲ့ street food တွေစားတော့ဆိုင်တွေအများကြီးရှိပါတယ်ဈေးနှုန်းတင်းတင်းတဲ့အဝတ်အစားအသုံးဆောင်တွေလည်းခေါက်ဆန်လန်းတို့မှာရရှိနိုင်တယ်လို့ဆိုကြပါတယ်ခေါက်ဆန်လန်းဆိုတာကဘင်္ဂလမ်ဖူး area တွေကအစိတ်အပိုင်းလေးတစ်ခုဖြစ်ပြီးတော့ဘင်္ဂလမ်ဖူး area ကိုတော့ဘန်ကောက်မြို့ဟောင်းအဖြစ်သတ်မှတ်ကြပါတယ်အဲ့ဒီတော့ခေါဆန်လန်းနေရာကနေမနီးမွေးနေရာတွေမှာကရှီဟောင်းအဆောက်အဦတွေနဲ့ဈေးဆိုင်တွေအများကြီးရှိသလို နမဲကျော်မြာဖျားနဲ့ဘင်းနန်းတော့ဆောက်တပြည့်တို့ကိုလည်းအလွယ်တကူသွားလို့ရပါတယ်။ညာဘက်တွေမှာဆူညာနာမကြိုက်လို့ခေါဆန်လမ်းမှာမနေရင်တော့ဘင်္ဂလန်ဖူးအေရီယာတွေကတခြားနေရာတွေမှာတက်ခုမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ဒီအေရီယာတွေမှာနေရင်တော့သွာလာဆက်သွယ်ရေးအတွက်ယထားလိုင်းတွေမရှိပါဘူး။အဲ့ဒါကတော့တိတ်ပြီးတော့အဆင်မပြေလှပါဘူး။ဒါပေမဲ့လှေစိတ်ရှိတာမို့တောက်ဖျားမြစ်ကန်တလျှောက်ကအထင်ကရနေရာတွေကို လှည့်ဆည်းပြီးတော့တွားရောက်လည်ပတ်ဖို့အတွက်ကတော့လွယ်ကူပါတယ်ဒီ area ထဲမှာ hotel ခန်းရှာမယ်ဆိုရင်တော့ခောက်ဆန်ဘင်္ဂလားဘူးစတဲ့ keyword တွေနဲ့ရှာကြည့်နိုင်ပါတယ်အနှစ်ချုပ်အနေနဲ့ပြောရရင်ဘန်ကောက်မှာကတွားရေးလာရေးအတွက် MRT BDS ရထားလိုင်းတွေကအရေးပါသလိုအချို့အချို့တော့လဲစရာပတ်စရာနေရာတွေက MRT BDS ရထားပူတာတွေနဲ့အနီးအနားမှာပဲရှိပါတယ် ဥပမာအားဖြင့်ကျွန်တော်အခုပြောသွားတဲ့နေရာတွေထဲမှာဘန်ကောက်ရဲ့တရုတ်တန်းညသေးလို့နေရာမပါပါဘူးဒါပေမဲ့ကိုကတရုတ်တန်းကိုသွားလေခြင်းနဲ့ဆိုရင် MRT နဲ့အလွယ်တကူသွားလို့ရပါတယ်ကိုတဲခုံမဲ့နေရာက MRT ရထားလိုင်းပြေးတဲ့ area ထဲမှာရှိတယ်ဆိုရင် ကိုကတရုတ်တန်းရှိတဲ့နေရာမှာတဲတာမဟုတ်ရင်တော့တရုတ်တန်းကို MRT စီးပြီးတော့အလွယ်တကူသွားနိုင်မှာဖြစ်ပါတယ်စာရေးတောက်ရေးအတွက်ကတော့ဘန်ကောက်က free food တွေ စားသောက်ဆိုင်ကြီးတွေအရန်ကိုပေါ်များတဲ့မျိုးဖြစ်တာကြောင့်ဘယ်နေရာနေနေအရန်ကြီးအထွေထူးစိတ်ပူစရာမရှိဘူးလို့တော့ကျွန်တော်တို့ထင်ပါတယ်ကျွန်တော် အခုပြောသွားတဲ့ area တွေအပြင်အခြားစိတ်ဝင်စားဖို့ကောင်းတဲ့တဲလို့လည်းကောင်းတဲ့ area တွေလည်းရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်ကလူအများစုအတွက်အဆင်ပြေမယ်လို့ယူဆရတယ်အင်တာနက်ပေါ်မှာလည်းလူတော်တော်များများကညှို့ညားတဲ့ area တွေကိုပဲပြောပြပေးသွားတာပါဒီ area တွေထဲမှာ ကျွန်တော်ပြောသွားတဲ့လေသရနေရာတွေလုံဆောင်စရာ activity တွေအပြင်တခြားတခြားတော့ activity တွေလည်းအများအပြားရှိသေးတာအသေးကြပါပဲဗီဒီယိုလည်းတော်တော်လေးတော့ရှင်းသွားပါပြီကျွန်တော်ပြောသွားတာမှာလိုအပ်ချက် မပြည့်စုံတာရှိရင်လည်းဖြည့်ဆွတ်ပြီးတော့ comment မှာပြောပြနိုင်ပါတယ်ဗျလွယ်နေတာတွေရှိရင်လည်းပြင်ပေးလို့ရပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ နောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုံထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ